thank uh you -huh. မင်္ဂလာပါရှင်ခစ်တနျူးကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်မင်းအောင်လိုင်းကရှီချင်းဖင်ကိုတမရာကြီးလိုရှိုးယူကြိုကြိုတုံတုံပြီးရခိုင်မမြို့နယ်အများစုကိုစစ်တပ်ကလက်လွတ်ထားတော့လဲတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်စီးပွားရေးစင်ကြံအကောင့်ထဲပေါ်မယ်လို့ဆိုတဲ့ကြောင့်တင်ဆက်ပေးပါမယ်အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းကတရုတ်တမရာရှီချင်းဖင်ကိုတမရာကြီးလိုရှိုးယူကြိုကြိုတုံတုံပြောဆိုထားတာကိုစစ်ကောင်စီလက်အောက်ခံမီဒီယာအင်တာဗျူးတွေမှာပြောဆိုဖော်ပြထားပါတယ်မင်းအောင်လိုင်းကရုရှားနိုင်ငံမှာမေလ9ရက်နေ့မှာမေလ10ရက်နေ့ထိသွားရောက်ခဲ့စဉ်တရ ရုတ်သမ္မတရှီချင်းဖင်နဲ့တွေ့ဆုံခဲ့ပြီးအဆိုပါတွေ့ဆုံမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းမီဒီယာတွေကမင်းအောင်လိုင်ကိုအင်တာဗျူးပြီးပြန်လည်ဖော်ပြရမှာရှီချင်းဖင်ကိုသမ္မတကြီးလို့မင်းအောင်လိုင်ကယူကျိုးစွာခေါ်ဆိုခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဒါသမ္မတကြီးကပေါ့ဗျာမြန်မာနိုင်ငံမှာကျင်းပပြုလုပ်မဲ့ပါတီဆောင်ဒီမိုကရေစီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့ကျွန်တော်တို့ကြိုတင်ပြင်ဆင်မှုတွေနဲ့ရွေးကောက်ပွဲကိုလည်းအပြေထောက်ခံခဲ့ကြောင်းသူဒါလေးထပ်ပြီးပြောပါတယ်လို့မင်းအောင်လိုင်ကပြောဆိုခဲ့ပါတယ်ဒါပြင်ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်ပေါင်း၁၇မြို့ မြို့နယ်လှမ14မြို့နယ်ကိုစစ်ကောင်စီကဆုံးရှုံးထားတော့လေတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်စီးပွားရေးစင်ကြံအကောင့်ထဲပေါ်ပေါ်တရုတ်တမရနဲ့ဆွေးနွေးခဲ့ကြောင်းမင်းရလိုင်ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်ကျွန်တော်အနေနဲ့လေ1 plus 1 road လမ်းကြောင်းပေါ်မှာလေခိုင်ခိုင်မာမာရှက်တည်နေကြနောက်တစ်ခါမြန်မာနိုင်ငံကနေပြီးတော့တက်ကြွစွာပါဝင်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောခဲ့ပါတယ်နောက်တစ်ခုကတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်စီးပွားရေးစင်ကြံအကောင့်ထဲပေါ်မြင့်တင်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးဖြစ်ခဲ့ပါတယ်လို့မင်းရလိုင်ကပြောပါတယ်ရခိုင်ပြည်နယ်မှာအင်ကမြို့နယ်များစုကိုတင်ပိုင်ထားပြီး းစစ်တွေကြပြူနေမအောင်မျိုးတို့ကိုသာတင်ပိုက်ဖို့ကြံရှိတော့ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စင်ကူးနဲ့တပိတ်ချင်းရှိကျေးရွာတွေကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလင်းရင်နဲ့ပုံကျင်းမှုကလင်းငင်များပါဝင်တည်ဆောင်သူ6ဦးရှိလာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းစင်ကန်စင်ကူးမျိုးနယ်နဲ့ တပိတ်ချင်းမြို့နယ်ရှိချင်းရွာတွေကိုတံပတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ပုံကျဲတိုက်ခိုက်တာကြောင့်ကလင်းငယ်များပါဝင်တိုက်ဆုံသူ6ဦးတိရှိလာကြောင်းပြည်ဦးလူခရိုင်ပကဖမှတာဝန်ရှိသူတောင်းကပြောပါရင်မေလ10ရက်နေ့နေ့လယ်15မိနစ်ခန့်မှာစင်ကူးမြို့နယ်ကြီးတောက်ပေါင်ချင်းရွာကိုတံပတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျက်ဖိုင်တာနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရပါရင်အကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလင်းငယ်များပါဝင်ပြည်သူ9ဦးတိဆုံးပြီးပြည်သူ3ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါရင် အလားတူမေလ10ရက်နေ့နေ့လယ်တနိုင်မိနစ်20ခန့်မှာလည်းတပိတ်ချင်းမျိုးနဲ့စည်ရက်ကွင်းချင်းရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပေဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူတောက်ပွဲချင်းပြီးတည်ဆုံပြီးတိုက်ခိုက်တရားရရှိသူ9ဦးရှိကြောင်းသိရပါတယ် စင်ကူးနဲ့တပည့်ချင်းကလေကြောင်းနဲ့ပုံချဲတက်ခိုက်ခံရတာမိနစ်ပိုင်းလောက်ပဲကြာတယ်ပြည်သူစုစုပေါင်းတေဆုံးသူ6ဦးတည်ရှိပြီးပြင်းထန်ဒဏ်ရာရရှိသူတွေလည်းရှိတယ်ဒဏ်ရာချီနေကတော့ဆက်လက်စောင့်ကြည့်နေရတယ်လို့ပြည်ဦးလူခရိုင်ပါကဖာမတာဝန်ရှိသူတန်ဦးကပြောပါတယ်ပြည်သူများအနေနဲ့အကြံဖတ်စကောင်စီနဲ့ဝေးရရီမှာနေထိုင်ကြဖို့နဲ့လေကြောင်းရန်ကာကွယ်နိုင်ဖို့အတွက်ဘုံခုချင်းများတူထားကြဖို့ပြည်ဦးလူခရိုင်ပါကဖာကအသိပေးနှိုးဆော်ထားပါတယ်ရှင်အိန္ဒိယနဲ့ပါကစ္စတန်ချက်ချင်းအပြည့်ရဖို့သဘောတူလိုက်ကြောင်းထရန့်ကြီးညာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ချွင်က တန်မရှိချက်ချင်းအပြင်အခန့်ရန်စဲကြဖို့ပါကစ္စတန်နဲ့အိန္ဒိယနိုင်ငံတွေကသဘောတူခဲ့ကြပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြေညာခဲ့ပါတယ်။မေလ9ရက်နေ့ကအာရှတောင်ပိုင်းနှစ်နိုင်ငံကြားစည်ရေးပဋိပက္ခတွေစတင်ခဲ့ပြီးလည်းရက်ကြားအပြင်အလန်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မေလ10ရက်နေ့မှာအမေရိကန်ရဲ့ဂျာဝင်ညီနိုင်ပေးမှုရာအပြစ်ရက်ဖို့နှစ်ဖက်စလုံးကလက်ခံခဲ့တာလို့ထရန့်ကလူမှုကွန်ရက်ကတစင်ထုတ်ပြန်ခဲ့ပါတယ်။အပြစ်ခံရက်စိဟာအပြေဝနဲ့ချက်ချင်းအကောင့်ထဲပေါ်လာမှဖြစ်တယ်လို့လည်းထရန့်ကဆိုပါတယ်။ပါကစ္စတန်နိုင်ငံကြားရေးဝန်ကြီးဌာနကလည်းနှစ်နိုင်ငံကြား ာပြည့်ရမှာဖြစ်ပြီးအဲ့ဒီဆုံးဖြတ်ချက်ကချက်ချင်းအသက်ဝင်မယ်လို့တီးကြကြေညာခဲ့ပါတယ်။အမေရိကန်ကဂျားဝင်ညှိပြီးတဲ့ရှီလီးယားရဲ့တညတာ ကာလာကိုဖျက်ဆီးပြီးတဲ့နောက်အိန္ဒိယနဲ့ပါကစ္စတန်တို့ကအပြည့်အဝချက်ချင်းအပြည့်ရဆဲကြတော့မယ်ဆိုတာကြီးကြီးနက်နက်ကြီးကြေညာလိုက်ကြောင်းနှစ်နိုင်ငံကတောင်းကျိုးတင်လျော်ချိန်ဆမှုနဲ့ကောင်းမွန်တဲ့အတွေ့အကြုံမျှော်မြင်မှုတွေကိုအသုံးချခဲ့တဲ့အတွက်အကုန်ပြုလို့ကြောင်းထရန်ကသူထူထောင်ထားတဲ့လူမှုကွန်ရက်မီဒီယာမှာရှင်းတာထားပါတယ်။ ါကစ္စတန်ကစစ်ရေးတင်းမာမှုတွေကြောင့်နိုင်ငံရဲ့နျူကလ িয়ার လက်နက်တွေကိုထိန်းချုပ်ကင်တွယ်ထားတဲ့စစ်ဘက်နဲ့အရက်ဘတ်ရာရှိတွေတွေ့ဆုံဖို့အစည်းအဝေးနေကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက်နျူကလ িয়ার စစ်ပွဲအစဉ်ထိရောက်ရှိသွားမှာကိုစိုးရိမ်မှုတွေမြင့်တက်ခဲ့ပြီးမြင်အခုလိုခက်မြင်မြန်အပြစ်ရဲ့သဘောတူညီမှုရှာရှိခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ပါကစ္စတန်နိုင်ငံချိုင်းဝင်ကြီးဌာနကအဲ့ဒီလိုတွေ့ဆုံဖို့အစည်းအဝေးမရှိခဲ့ဘူးလို့ပြန်လည်ဖြေရှင်းခဲ့ပါတယ်။အိန္ဒိယရောပါကစ္စတန်တို့ကနျူကလ িয়ার လက်နက်တွေကိုပိုင်ဆိုင်ထားကြပါတယ်။နှစ်ဖက်ကြား၄ရက်လောက်ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေအတွင်းအိန္ဒိယနဲ့ပါကစ္စတန် န်နေဆက်တချောင်းမှာစုစုပေါင်းအရက်သားအသေးပြောင်းဟာ66ဦးလောက်ရှိခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့စစ်ကောင်စီရဲ့ UEC ဓာတ်မှတ်ပုံတင်လျှောက်ထားတဲ့ပါတီ89ခုတိရှိပြီး54ပါတီကိုခွင့်ပြုထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှာပါတီမှတ်ပုံတင်ရန်လျှောက်ထားတဲ့ပါတီ89ခုတိရှိလာပြီး54ပါတီကိုမှတ်ပုံတင်ခွင့်ပြုချက်ချထားပြီဖြစ်ကြောင်း UEC ရဲ့မှတ်တမ်းညားတည်ရပါတယ်။အာနာသိန်းစစ်ကောင်စီကအထွေထွေရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလတွင်ပြုလုပ်ဖို့ရှိရာကြောင်း ပါတီတည်ထောင်ခွင့်လျှောက်ထားလိုသူများအနေနဲ့မေလ9ရက်နေ့နောက်ဆုံးထားလျှောက်ထားဖို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကပြီးခဲ့တဲ့ဧပြီလ10ရက်နေ့ကထုတ်ပြန်ထားပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကိုပါတီတင်လာရောက်လျှောက်ထားမဲ့ပါတီ28ခုနဲ့နိုင်ငံပါတီဖြစ်ဆက်လက်တည်ထောင်ခွင့်လျှောက်ထားတဲ့ပါတီ90ခုစုစုပေါင်း89ခုမပုံတင်ခွင့်လာရောက်လျှောက်ထားပြီးပါတီတည်ထောင်ခွင့်ပြုနိုင်ရေးဆက်လက်စီစဉ်နေကြောင်းမေလ10ရက်နေ့ထုတ်သတင်းစာမှာဖော်ပြပါရယ်စစ်ကောင်စီကနိုင်ငံပါတီများမပုံတင်ခြင်းဥပဒေတည်ကို2023ခုနှစ်ဇန်နဝါရီလ26ရက်နေ့မှာထုတ်ပြန်ခဲ့ပြီးနိုင်ငံပါတီများကိုမပုံတင်စေခဲ့ခြင်းဖြစ်ပါရယ်စစ်ကောင်စီရဲ့နိုင်ငံပါတီများမပုံတင်ခြင်းဆိုင်ရာအသစ်မှာပြည်ထောင်စုတဝန်းလုံးစီရင်မဲ့ပါတီအနေနဲ့ င်ရန်ပုံငွေကျပ်သိန်း1000ကိုမတ်ပုံတင်လျှောက်ထားရမှာတပါးတင်ပြမှာဖြစ်ပြီးမတ်ပုံတင်ခွင့်ကြပြီးနောက်ရက်ပေါင်း90တွင်ပါတီဝင်အင်အားတသိန်းနဲ့ရက်ပေါင်း180တွင်မြို့နယ်အလုံးရဲ့ထက်ဝက်မှာရုံးကန်များဖွင့်လှစ်နိုင်ရမှာဖြစ်ကြောင်းသတ်မှတ်ထားပါသည်တိုင်းပြည်နယ်စဉ်စီယုံပါတီများအနေနဲ့ရန်ပုံငွေကျပ်သိန်း1000ကိုပါတီမတ်ပုံတင်လျှောက်ထားမှာတပါးတင်ပြမှာဖြစ်ပြီးမတ်ပုံတင်ခွင့်ကြပြီးနောက်ရက်ပေါင်း90တွင်ပါတီဝင်အင်အားတထောင်နဲ့ရက်ပေါင်း180တွင်အနည်းဆုံးမြို့နယ်၅ခုမှာရုံးကန်များဖွင့်လှစ်နိုင်မှာဖြစ်ကြောင်းသတ်မှတ်ထားပါသည် ဒီသမတ်ချက်တွေကြောင့်ပြည်အောင်စုတဝန်လုံးစည်းရုံးမဲ့ပါတီအနေနဲ့လည်းမတန်နိုင်ပြီးနေဒါမှမဟုတ်တိုင်းတစ်ခုထပ်ပို့ပြီးလည်းစည်းရုံးရင်ဆင်းလို့တဲ့ပါတီများအနေနဲ့ပါတီအမည်နှစ်ခုခွဲပြီးစစ်ကောင်စီကရွှေကောက်ဝဲကော်မရှင်ထံကိုမှတ်ပုံတင်ကြပါရယ်မွန်ပြည်နယ်မှာစည်းရုံးရင်ဆင်းမဲ့မွန်ညီညွတ်ရေးပါတီ MUP ကကရင်ပြည်နယ်မှာလည်းစည်းရုံးနိုင်ဖို့မွန်တိုးတက်ပါတီအမည်နဲ့စစ်ကောင်စီပြည်အောင်စုရွှေကောက်ဝဲကော်မရှင်ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး AB လတရက်နေ့မှာရွှေကောက်ဝဲကော်မရှင်ကပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ပါရယ်မွန်တိုးတက်ပါတီအမည်ပြောင်းလဲထားတော့လဲမွန်ညီညွတ်ရေးပါတီ MUP မှ ဝါဒတိုင်းဆက်သွားမယ်လို့သိရပါတယ်။စစ်ကောင်စီကလူထုထောက်ခံမှုအားကောင်းတဲ့ပါတီတွေဖြစ်တဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီ NND ၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီဖွဲ့ချုပ်ပါတီ SNND နဲ့လူပောင်တဲ့ဒီမိုကရက်တစ်ပါတီအပါအဝင်ပါတီ၄၉ရှပ်ပေါင်း၆၀အတွင်းပြန်လည်မှတ်ပုံမတင်တာကြောင့်လို့ဆိုပြီးပုံမှန်25အရာပါတီဖြစ်မှာပေးဖြတ်ခဲ့ပါတယ်။အဲဒီနောက်ရွေးကောက်ပွဲကော်မရှင်ထံကိုလာရောက်ရှောက်ထားတဲ့နိုင်ငံပါတီများနဲ့56ပါတီကိုမှတ်ပုံတင်ခွင့်ပြုခဲ့တော်လဲအဲဒီနောက်မြို့တိုင်းရင်းသားများပါတီနဲ့ရှမ်းပြည်ကိုကန် ဒီမိုကရက်တစ်ပါတီတို့ကမာတီမတ်ပုံတင်ခြင်းနီးဥပဒေများနဲ့ကန့်ညီခြင်းမရှိတာကြောင့်ဖြတ်သိမ်းခံရတဲ့အတွက်လက်ရှိမှာနိုင်ငံရေးပါတီ54ပါတီသာ UEC ထံမှခွင့်ပြုချက်ရရှိထားပြီးဖြစ်ပါတယ်။လက်ရှိခွင့်ပြုချက်ရရှိထားတဲ့ပါတီ54ခုမှာမကွေးတိုင်းနဲ့တနင်္သာရီတိုင်းကလွဲပြီးနေပြည်တော်မှာ3ပါတီ၊ရန်ကုန်မှာပါတီ20၊စကိုင်းတိုင်းမှာ2ပါတီ၊ IRI မှာ2ပါတီ၊ပဲခူးတိုင်းမှာ4ပါတီ၊မန္တလေးတိုင်းမှာ2ပါတီ၊ကချင်ပြည်နယ်မှာ4ပါတီ၊ကရင်ပြည်နယ်မှာ3ပါတီ၊ရခိုင်ပြည်နယ်မှာ4ပါတီ၊ရှမ်းပြည်နယ်မှာ6ပါတီ၊မွန်ပြည်နယ်မှာ3ပါတီ၊ချင်းပြည်နယ်မှာ2ပါတီ တီနဲ့ကီအနီပြည်နယ်မှာတပါတီအတီတီရုံးဆိုင်ထားပါတယ်။မြည်တီပါတီကပြည်ထောင်စုအစဉ်စည်းရုံးမဲ့ပါတီဖြစ်ပြီးမြည်တီပါတီကပြည်နယ်အစဉ်စည်းရုံးမဲ့ပါတီဖြစ်ကြောင်းကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့မှတ်တမ်းတွေအရပြီးခဲ့တဲ့2015ထွေထွေရွေးကောက်ပွဲမှာနိုင်ငံပါတီ60တပါတီဝင်ရောက်ရှင်းပြိုင်ခဲ့ပြီး2020ရွေးကောက်ပွဲမှာ89ပါတီထိဝင်ရောက်ရှင်းပြိုင်ခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။